ဖြစ်အောင်ပြင်ကလင်းကြီးတံကိုကြုံတွေ့ခန်းစားလိုက်ရတဲ့မန္တလေးမြို့မှာငလင်းလှုပ်ခတ်ပြီး၄ရက်မြောက်နေ့ရောက်လာပြီမဲ့ကုညီကယ်ဆယ်ရေးမရောက်ရှိတဲ့နေရာတွေအများအပြားရှိနေသေးပါသာဘွေကယ်ဆယ်ရေးဟာပိမိနေသူတွေများပြတဲ့ Sky Villa Condo, ဥလာသိန်းသာသနာပိမှန်, Great Wall Hotel နဲ့ဘန်တွေမှာသာအများစုရှာဖွေကယ်ဆယ်နေကြတာကိုတွေ့ရတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ လူနေရက်ွက်တွေထဲကနေအိမ်ပြိုကျမှုတွေအတွင်းပိတ်မိနေသူတွေစီမှာတော့ကုညီကယ်ဆယ်ရေးတွေကိုမတွေ့ရပဲအိမ်နီးနာခြင်းတွေရက်ွက်နေပြည်သူတွေကကိုထူကိုထကယ်ဆယ်နေရတာဖြစ်ပါတယ်ဒီနေ့မှာတော့ဈေးဆိုင်တွေပြန်လည်ဖွင့်လှစ်လာပြီးလိုအပ်တာတွေဝယ်ဖို့အတွက်ထွက်လာရတဲ့မြို့ကန်တွေလည်းအများအပြားတွေ့လာရပါတယ်နေအိမ်ပြိုကျသွားသူတွေနဲ့ နောက်ထပ်ငလင်ထက်လုံမာကိုစိုးရိမ်ကြသူတွေဟာမန္တလေးမြို့ကလမ်းပလက်ဖောင်းတွေပေါ်နဲ့လမ်းလေကျွန်းတွေမှာတလပတ်မိုးပြီးယာယီပြောင်းရွှေ့နေထိုင်နေကြရပါတယ်ရှင်။